အားလုံးပဲမင်္ဂလာပါဒီတစ်ပတ်ကတော့မျိုးမပါဝင်တဲ့သဘောတရားချက်များအဲဒါကိုတင်ပြတော့မှာဖြစ်ပါတယ်မြေပုံဆိုတာကမ္ဘာမြေသို့မဟုတ်၎င်းရဲ့အစိပ်ပိုင်းတစ်ခုရဲ့ဒေသဆိုင်ရာအတွင်းပြင်ခြေနေတွေကိုတင်ကြေတာပြည့်အမှန်တကယ်တည်ရှိနေတဲ့အရွယ်စားနဲ့အကွာဝေးများအားချိုးချစနစ်ပုံစံအဖြစ်တိုးဖို့ရည်စွယ်ထားခြင်းဖြစ်ပါတယ်မျိုးဝများဖော်ပြချက်များ အာအမှန်တကယ်ရှိနေတဲ့အသွင်ပြင်များတင်ကြတာများဖော်ပြခြင်းကြောင့်တပ်ပုံကဲ့သို့ဖော်ပြထားနိုင်တဲ့မဟုတ်ဖော်ပြထားနိုင်တာမဟုတ်ပါဘူးစီမံကိန်းများကိုကောင်းတယ်ဖော်ရမှာလူရငွေရပစ္စည်းရဆရာတို့တစ်ချက်ချင်းမပြူမီမြေပုံကဏ္ဍကနဦးပါဝင်လာမှာဖြစ်ပါစီမံကိန်းတစ်ခုလို့ဆိုရမှာကြီးတည်ငယ်ဒီမူပွဲနဲ့အိမ်တလုံးစောက်လျင်ပေမြေပုံဟိုတိုမိုတိုမက်တစ်ခုနဲ့စတင်လေ့လာကြရမှာဖြစ်ပါတယ်ဒါကြောင့်မြေပုံမှာ တွက်ချက်လေ့လာပြီးလိုအပ်တဲ့လူရင်ကပြည်စင်ရငွေကြေးပမာဏတို့ဆက်လက်တွက်ချက်ရမှာဖြစ်ပါတယ်စီမံကိန်းမှာဖြစ်စီဆောက်ဦးဆောက်လို့ရမှာဖြစ်စီဆောက်လို့လမ်းဖောက်လို့ရမှာဖြစ်စီလူရင်အားဆက်ရငွေကြေးရင်းရတို့ကိုအရင်မေးပဲမြေပုံရှိပြီလားလို့အရင်မေးမိတာဖြစ်ပါတယ်ဒါကြောင့်မလို့မြေပုံမပါတဲ့စီမံကိန်းမျိုးဆိုတာရှိနိုင်မှာမဟုတ်ပါဘူးနိုင်ငံရဲ့ဘေးအန္တရာယ်ကိုကာကွယ်နေတဲ့တပ်မတော်ကဲသူတို့အဖွဲ့အစည်းများမှလည်းမြေပုံကို ဟာအလွန်ကြီးပါလာပါတယ်မြေပုံတွေမရှိဘူးဆိုရင်စစ်စီပြုလုပ်ဖို့လည်းကုနိုင်မှာမဟုတ်ပါဘူးမြေပုံတွေကိုရှေးခါကုန်သွယ်မှုခီးစင်နဲ့စစ်ပွဲများအတွက်သာအသုံးပြုကြပါတယ်နောက်လူမှုရေးစီးပွားရေးပညာရေးနဲ့သူရနာနယ်ပယ်များဒီချက်တွေအသုံးပြုလာကြတဲ့အခါမှာမြေပုံများချက်တင်အသုံးပြုလာကြပါတယ်မြေပုံများကိုမြင်းနာအတွင်ပြင်ပြမြေပုံများမှာ ရာသီဥတုပြမြေပုံလူရည်ထူထောင်မှုပြမြေပုံစီပွားရေးနဲ့လက်မဆက်သွေးပြမြေပုံစသဖြင့်မြို့မြောက်ကိုပထဝီဝင်တဲ့ဘူးရီဒါနဲ့နေပေမဆာလို့စီပွားရေးလူမွေးနိုင်ငံရေးမှအစာစေတိပပညာများဒီအကြောင်းမျိုးမျိုးပေါ်မူတည်ပြီးတော့ချက်ထွေရေးဆွဲလာကြတာဖြစ်ပါတယ်။တိုင်းနိုင်ငံများမှာနေနွေသတ်မှတ်ခြင်းတနိုင်ငံနိုင်ငံပြည်ဆိုင်ရာနေနွေသတ်မှတ်ခြင်းစသည်တို့မှလည်းမြေပုံကိုသုံးမိနေကြပါတယ်။တိနာစိုက်ပျိုးရေးတက်တော်ထူထောင်ရေးလုပ်ငန်းများနဲ့မြေပေါ်မြေအောက်တရားစရတ ဖော်ထုတ်ရှာဖွေခြင်းတို့မှာလည်းမြေပုံအားပင်မခြေခံဖြစ်နေပါတယ်။ရှေးအောင်ရင်ခြင်းမူမွေနေများရှာဖွေခြင်းထိန်းသိမ်းဆောက်ခြင်းစတဲ့လုပ်ငန်းတွေမှာလုပ်ငန်းများနဲ့မိုးလေဝသအခြေအနေများတစ်ချက်ချင်းမြေငွေတိုင်းတာခြင်းစတဲ့ပညာများလေ့လာခြင်းနောက်ဘူဝိဝေဒလေ့လာခြင်းနဲ့ဝူယူဘဝေဒပညာတို့မှာလည်းမြေပုံနဲ့ကိမိလို့လို့ရနိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်မလို့မြေပုံနဲ့ထိတွေ့သုံးမှုနေရာတော့နေပယ်မှာခြေပြတ်မှာလေ။တို့တို့မြေပုံအကြောင်းမြေပုံအခြေခံသဘောတရားတွေကိုသိရှိနားလည်တက်ကြွလင်ပို့ပြီးတော့ ကောင်းမွန်တဲ့ပတ်ဝန်းကျင်အဖွဲ့အစည်းတူဖြစ်ပေါ်လာစေရန်ရည်ရွယ်ပြီးတော့တင်ပြရခြင်းဖြစ်ပါတယ်။တို့တို့မျိုးဆရာဝါဟာရတွေကိုမြန်မာဘာသာဖြင့်ကျေပက်စွာမတုံဆဲပဲအင်းလေးဝါဟာရဖြင့်ကြားညက်လျက်ပြောဆိုသုံးလို့ရမှာဖြစ်ပါတယ်။မြေတိုင်းပညာဆိုတာစနစ်ကျတုံးဆွဲလာဒီမှာ BC 1300ခန်းကလို့ဆိုပါတယ်။တခြားသိပ္ပံပညာရများနီးတူတိုးတက်လာတဲ့ပညာထုလည်းဖြစ်ပါတယ်။ကျေပြတဲ့သဘောတရားရှိသလိုနေရိုင်းနဲ့နေဆိုင်တဲ့သဘောတရားလည်းရှိပါတယ်။ရေဆွဲ ပြစ်ပေါ်လာသောမြေပုံတစ်ချက်ဆိုရလဲကူရေးဆွဲထားတဲ့စက်ကူတစ်ချက်မဟုတ်ပါဘူး။ခေအဆက်ဆက်မှတ်တမ်းများထည့်သွင်းရေးဆွဲထားတဲ့မှတ်တမ်းများဆိုလဲမမင်မဖြစ်ပါဘူး။မြေပုံကိုဆက်လက်အဓိပ္ပာယ်ဖွင့်ရမယ်ဆိုရင်တော့ကမ္ဘာမျက်နှာပြင်ပေါ်ရှိအမှတ်ပွိုက်များမြေပြင်လက္ခဏာအင်္ဂါများဖြစ်များကိုတစ်ခုနှစ်တစ်ခုဆက်ဆက်ပြီးတော့အကွာဝေးအရက်မျက်နှာတို့လိုက်ပြီးတော့တိကျစွာပုံဖော်ထားချက်အမှတ်သားစုဝေးပင်ဖြစ်ပါတယ်။မြေပုံကိုသုံးနှုတ်လိုက်တဲ့အခါမှာဆိုရင်မြေပုံအင်္ဂါရက်တွေရှိပါတယ်။ တနည်းအားဖြင့်မြေပုံလို့ဆိုလိုက်တာနဲ့ဖော်ပြပါအင်္ဂါရက်တွေမှာအင်္ဂါရက်မြတ်ပါဝင်မှသာမြေပုံနဲ့တူပါမယ်အသုံးချလို့ရနိုင်မှာဖြစ်ပါတယ်တနည်းဆိုရမယ်ဆိုရင်အသုံးချလို့ရမယ့်အချက်လက်တွေပါဝင်နေမှာဖြစ်ပါတယ်မြေပုံရဲ့အင်္ဂါရက်မြေမှုရှိပါတယ်ဒါတွေကတော့တစ်စကေနှစ်ချမှတ်ရေးဆွဲတဲ့ projections နှစ်သုံးကတော့မြေပုံမှာရေးဆွဲထားတဲ့သင်္ကေတများလေးရစလုံးများငါးခေါင်းစဉ်တိုက်တယ်လို့ဖြစ်ပါတယ်စကေးဆိုတော့မြေမြေပုံမှာအမှန်တကယ် အကွာဝေးများကိုမြေပုံပေါ်မှာအစပြစ်ချုပ်ရီဖော်ပြရခြင်းမှဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ဥပမာစဉ်မြေပုံမှာရှိတဲ့ချောင်းနေမြစ်တွေလမ်းတွေဟာမြေပုံမှာမိုင်နစ်ချီမြေပြင်ပေါ်မှာမိုင်နစ်ချီပြီးတော့ရှည်လျက်ကွာဝေးနေမှာပါ။ဒါကိုအချင်းအချင်းချုပ်ဖော်ပြလို့ရအောင်အစပြစ်ချုပ်ပြီးတော့ရေးဆွဲထားတယ်လို့ဆိုလိုတာပါ။ဒါကြောင့်မြေပုံတိုင်းမှာစကေးကိုမလွဲမသီးဖော်ပြထားခြင်းဖြစ်ပါတယ်။စကေးဆိုတာအချိုးအဖျင်းအချိုးသာဖြစ်ပါတယ်။ဥပမာတလက်မတမိုင်စကေး 1 1 to 1 eh inch to my scale ပေါ့နော်ဒီနေရာမှာဒီပုံမှာဆိုရင် မြေပေါ်မှာ တလက်မရှိလေမြေပြင်မှာတမိုက်ရှိတယ်လို့ဖော်ပြခြင်းသာဖြစ်ပါဒါကြောင့်တလက်မအချိုးတမိုက် scale လို့ဖော်ပြရမှာဖြစ်ပါတယ်တလက်မညီမချင်းတမိုက် scale လို့ဖော်ပြလို့မဖြစ်သင့်ပါဘူးတကယ်တမ်းမှာတော့မြေပေါ်မှာအကွာဝေးနဲ့မြေပေါ်မှာအကွာဝေးတို့အချိုးပြထားခြင်းအချိုးချထားခြင်းသာဖြစ်ပါတယ် ဂရက်ဖစ်စကေးသို့မဟုတ်ဘတ်စကေးမှာဒလမအချိုတမိုင်စကေးကိုဖော်ပြလေမြင်းတန်ပေတံဖြင့်ဂရက်ဖစ်မြင်းကြောင်းမှာဒလမရှိလေမြေပြင်မှာဒလမရှိကြောင်းဆိုပါလေမြင်းတန်ပေတံနဲ့တိုင်းတာတာပေါ့နောက်အခြေခံအချက်မှတ်ရေးဆွဲထားတဲ့ projection စနစ်မှာတော့စလင်ဒါရိတ်ချစနစ်ဂရော့ချွန်ရိတ်ချစနစ် တီတွေ့ပြင်ရေးချစနစ်လို့ခွဲခြားထားပါတယ် projection စနစ်တွေကိုတော့နောက်လာမယ့်ဗီဒီယိုများပြုလုပ်ပြီးတော့ဆက်လက်ဖော်ပြပေးနေအောင်ကြိုးစားပါမယ်ဒီနေရာမှာလက်တီတို့မြင်းလောင်ကြီးတို့မြင်းတို့ဟာကဘာလုံးကဘာလုံးကိုဆက်လုံးမတော်ထားပြီးတော့ equator နဲ့အပြိုင်မြင်းတို့ကိုလက်တီတို့မြင်းလို့တတ်မှတ်ခေါ်ကြပါတယ် equator ကိုဘူပြုထားပြီးတော့ရေးစဲထားတဲ့အတွက်ကြောင့် equator ရဲ့မျက်ဝဲမှာရှိတဲ့ မြင်းများကိုမြောက်လက်တီတို့မြင်းအီကွေဒါရဲ့တောင်ဘက်မှာရှိတဲ့မြင်းများကိုတော့တောင်လက်တီတို့မြင်းလို့ခေါ်ပါတယ်။လောင်ကြီးတို့မြင်းဆိုတော့ကမ္ဘာလုံးကိုစလုံးမသွားထားပြီးဒေါင်လိုက်တစ်ဒီဂရီပဲရေးဆွဲထားတဲ့ဒေါင်လိုက်မြင်းတွေကိုခေါ်တာပါ။မြင်းတစ်ချောင်းနဲ့တစ်ချောင်းဟာတစ်ဒီဂရီစီချရေးဆွဲထားဖြစ်လို့360မြင်းချောင်း360ရှိမှစေတပတ်ပြည့်တော့မှဖြစ်ပါတယ်။အီကွေဒါနဲ့ ီကွေတာကဲကဲ့သို့အလေမြင့်မရှိပါဘူးယင်ဂရက်ဖစ်ယခုခါဂရေနစ်ရမဖြတ်သွားတဲ့မြင်းကိုတော့ဘဟုမြင်းလို့အများကလက်ခံလာကြပြန်တယ်ကဘာကြီးကအနောက်မှရှိကိုလက်ပတ်နေတာဖြစ်လို့10ဒီဂရီရှိလေး6မိနစ်ချသွားပါတယ်လက်တူတူမြင်းရဲ့ထူးခြားချက်မှာတော့တောင်းဝင်ရိုးဆဲမြောက်ဝေဆိုးတို့မှာတစ်ချောင်းနဲ့တစ်ချောင်းစုပ်တွေးကြတာဖြစ်ပါတယ်အုပ်ပြူတွေရဲ့တင်ကေတာများကိုပြောရမယ်ဆိုရင်မြို့ဆိုတာမြေမော်ရှိတဲ့အမှတ်အများနဲ့ မြေပြင်လက္ခဏာများကိုတစ်ခုနဲ့တစ်ခုဆက်ဆက်ပြီးတော့အကွာအဝေးရဲ့မျက်နှာကိုလိုက်ပြီးတော့တိကျအောင်ပုံဖော်ထားတာဖြစ်ပါတယ်မြေပေါ်မှာရှိတဲ့အမှတ်သားတွေဆိုတာမြေချောင်းလမ်းအဆောက်အဦယထာလမ်းတူးမြောင်းရွာများလျှက်စစ်လိုက်များကျေးရွာမြို့များ စသဖြင့်အမှတ်သားတွေရှိအမှတ်သားများကိုအရှိတိုင်းမှတ်တမ်းတွေရေးဆွဲထားတာဖြစ်ပါတယ်ပြင်းကြီးအမြင့်နဲ့အခြားတင်ကြတာများဝါပါဝင်ထည့်သွင်းပေးရပါတယ် ဒီเจ้าမာတွေကိုစလုံးများသုံးပြီးရေးသားဖော်ပြနေနေမြေဝန်မှာရှုပ်ထွေးသွားနေတာကြောင့်တူညီတဲ့တင်္ကြန်တွေအချက်လက်တွေနဲ့ထည့်သွင်းဖော်ပြတာဖြစ်ပါတယ်မြေဝန်ရဲ့တင်္ကြန်ကိုကြည့်ပြီးတော့စလိုတဲ့အချက်ကိုကိုယ့်ကိုယ်မြင်နိုင်ရန်လိုအပ်ပါတယ်တင်္ကြန်များကိုစူးစီးပြီးတော့မြေဝန်အောက်ခြေကနေရည်ညွှန်းချက်လီချန်ပြင်ရှင်းလင်းဖော်ပြထားရပါတယ်မြေဝန်မှာဖော်ပြတဲ့အချက်များဆိုရင်တင်္ကြန်များကြီးဖော်ပြလို့မရဘူး မရတာတွေလည်းရှိနေပြန်တယ်။ဒါကြောင့်စလုံးနေနဲ့အချို့အကြောင်းအရာတွေကိုရည်သွင်းရပြန်တယ်။ကွန်တိုအမြင့်များတောင်ထိပ်အမြင့်ပေများချောင်းမြင့်မြင့်အမီအင်းအိုင်အမီများစသဖြင့်ထည့်သွင်းရပါတယ်။စလုံးရည်စားကိုလည်းဒီနေရာမှာစလုံးရည်စားကိုလည်းရည်ချွေဖော်ပြရလိုအပ်ပါတယ်။တခါတည်းဟန်စလုံးတို့ကောက်အသုံးပြုတော့ဖော်ပြရလည်းရှိပါသေးတယ်။ဒီပြီးတဲ့နောက်မှာတော့ကောင်းစင်နဲ့မိဘပေါ်များကိုလည်းပေါ်လေအောင်တိချားထည့်ပေးရပါတယ်။ထို့အတူ အရညွန့်တည်ကြတာမျိုးလည်းထည့်သွင်းရလိုအပ်ပါတယ်။တရားအချင်းချုပ်အနေနဲ့ပေါ်ပြမယ်ဆိုရင်မြေပေါ်ရဲ့အင်္ဂါရက်၅ရက်ရှိပါတယ်။ဒါတွေကတော့စကေးချမရေးဆွဲထားတဲ့ projection စနစ်မြေပေါ်နေ၃၀တဲ့တင်ကြတာများနဲ့စလုံးများ ကောင်းစင်နဲ့အရညွန့်တို့မဖြစ်မနေထည့်သွင်းပေးရမှာဖြစ်ပါတယ်။အခုလို့အစုံထိကြီးကြီးအားပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။